ဟိုဆရာတို့က AN နဲ့ကိုတိုက်ရဆွဲထည့်လိုက်အဲရောက်လာပြီအဲ့မှာမှာဆရာတို့စိတ်ကြိုက်ဒီဘက်ကဘတန်ကိုဖြတ်လိုက်တော့ဆရာတို့စိတ်ကြိုက်ဆရာဘာလို့လုပ်ရလဲဆိုရင်ဒီမှာ shape button လေးလိုက်ဆွဲကြည့် shape button လေးအဲ့တော့ဆရာကတော့ shape တွေအများစုတော့ pro shot မှာပဲ pro shot မှာထား AI မှာဖန်တီးရပိုးရသဘောကြရပေါ့နော်အဲ့တော့ဆရာဒီဘက်လေးနည်းနည်းလွတ်နေမှာဆိုလို့အာဒီနေရာကိုဆရာတို့ကထားပါတော့ဒီလိုမျိုး shape မျိုးလေးပေါ့အဲဒီလိုဒီလို style မျိုးလေးပေါ့ အဲ့တော့မှာဆိုစတိုလေးချိန်တာမျိုးပေါ့နော်အဲ့တော့ဒီမှာကတော့ကိုချိုင်းနဲ့တက်တဲ့ပုံစံမျိုးလေးဆွဲလို့ရတယ်ဆရာအဖြူလေးပဲလောလောဆယ်ထားလိုက်မယ်โอเคပြီးရောနှစ်ဖက်ခြုံလေးနေပေါ့ဟမ်ဒါမျိုးလေးပေါ့အဲ့တော့ဖန်ဒီရတာပို့ပြီးတော့မိုက်တယ်ပေါ့နော်ပြီးရောဆရာတို့ဒီမှာရှိနေတယ်ဒီဒီရင်ပန်းလားတော့ထိသွားလိုက်မယ်ဒါမျိုးလေးโอเคပြီးရောဆရာတို့ဒီဘက်မှာရှိရဲ့အလဲလောက်ကိုသွားကျွန်တော်လောက်ထပ်ယူမယ် ဆရာတို့ထပ်ဆွဲလိုက်မယ်โอเคအဲသူ့ကိုတော့ဆရာတို့ကနည်းနည်းလေးပို့ပြီးတော့ထူလိုက်မယ်ပြီးနှစ်ဖက်ချွန်လေးပဲโอเคဒီထဲမှာတခြားသော brush တွေလည်းရှိသေးတယ်နော်ကိုကြိုက်တဲ့ပုံစံမျိုးဖန်တီးကြည့်လို့ရတယ်အဲဒါမှမဟုတ်ရင်လည်းဆရာတို့ကသတိကံအချွန်လေးဖြစ်ဖြစ်ဖန်တီးရမျိုးပေါ့နော်အဲတဏီယာဖြင့်ဆရာတို့ဘာရှိမလဲဆိုရင်ဒါမျိုးအချွန်လေးဖြစ်ဖြစ် free ပြောင်းပေါ့โอเคပြီးရင်ဒီ၃ခုလုံးဆက်လက်ပေး window တွေက align လေးကိုယူပြီးသွားပြီဆိုရင်တော့ဆရာတို့ဒီမှာရှိနေတဲ့နှစ်ခုကြားအလဲလေးကိုညှိလိုက် sorry နှစ်ခုကြားအလဲလေးကိုညှိလိုက်အမလေးရမယ်အဲ့ဒါမှမဟုတ်ဆရာကဒီနှစ်ခုကို select ပေးပြီး control g group ဖွဲ့ဒီလေးအောင် select ပေးဒီကောင်အလဲညှိပေးလိုက်မရွှေ့ကျင်တဲ့ကောင် order ဖိအလဲညှိဒါပေမဲ့ဟိုကောင်အပေါ်ကရှိနေဆိုတော့လောက်ပဲရမှာပေါ့နော်ခေထားပါတော့ပြီးရင်တော့ဆရာတို့ဒီကောင်လေးကို select ပေး regulator ဟိုဘက်ကိုပြီးအောင်မှာကိုလိုချင်တဲ့ color တွေပါရပြီဆိုရင်တော့ဟိုဘက်ကိုထည့်လိုက်ပေါ့နော်ပြီးရင်တော့ဆရာတို့ကဒါလေးရှိအောင်မလဲဆိုရင်ဒီနေရာမှာအချွန်တက်လေးထည့်အောင်မလားပေါ့နော်အဲ့တော့အချွန်တက်လေးထည့်ချင်တယ်ဆိုရင်ဒီမှာဖထည့်လို့ရသေးတယ်အဲ့တော့ဒီကောင်လေးကိုတော့ဆရာတို့ကအချွန်တက်လေးဘယ်လိုထည့်လှလဲဆိုရင်ဆရာတို့ reference လေးလိုက်ကြည့်လို့ရတယ်အဲ့ဒီမှာတောင်တောင်ထည့်တာနည်းဒီလိုမျိုးအချွန်လေးဒါဆိုလိုအချွန်ကြီးကတိတ်တော့မကြိုက်ဘူးဆရာကတော့ဘယ်လိုထည့်ချင်ထည့်လို့ရဒီမှာဆိုဒီလို button လေးရှိရတယ်ဒါဒီလို shape စတိုင်လေး โอเคအဲ့တော့ငါ့အိုက်ကောင်လေးကိုနားလောက်မှာထည့်ကြည့်မယ်အဲ့တော့ဒီကောင်ကိုဆရာက electric sign ပုံစံမျိုးလေးပေါ့ဒီမှာဆိုရင်ထည့်ထားတာ electric sign ပုံစံမျိုးလေးအဲ့တော့ဒီကောင်ကိုဒါမျိုးသွားထားတာโอเคအဲ့ကြောင်ဒီဇိုင်းမှာတော့အဲ့လို rules တွေပါတယ်တော့တိတ်တော့မရှိဘူးပေါ့နော်အဲ့တော့ဆရာကစိတ်ကူးတဲ့ကပုံစံမျိုးလေးလှမယ်ထင်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လေးလိုက်ပြီးဖန်တီးကြည့်ပါအဲ့တော့โอเคဒီမှာနှစ်ဖက်ခြုံလေးရှိမယ်အမျိုးစတိုင်လေး အဲ့တော့ဆရာကတော့ဒီရဲ့အဆုံးသက်ရှိနေဒီကောင်းနဲ့နှစ်ခုကြောင်းစတိုလေးထားဒီနှစ်ခုဆက်လက်ပြီးမွှေ့ကျင်တဲ့ကောင်အော်ဒါပြီးပြီးအလဲကြီးโอเคဗျာဒီကောင်ဖြောက်လိုက်ပြီးဆရာတို့စတိုလေးထပ်ထူလိုက်မယ်ဗျာโอเคပြီးရင်တော့ဒီလိုနှစ်ခုထပ်ထည့်လိုက်တော့မလာတော့ဘူးအဲ့တော့ဒီဘက်လေးပဲကက်ကြည့်လိုက်မယ် โอเคအဲ့တော့ဆရာတို့ဒီမှာတော့အဆင်ပြေပြီအဲ့တော့ဒီကောင်းလေးအားလုံးဆက်လက်ပေးပြီးတော့ object ထဲက expand ခိုင်းမယ်ပြီးရင်တော့ဆရာတို့ဒီမှာရှိနေတဲ့အကြောင်းလေးလိုက်ပြီးတော့ try အောင်လုပ်ကြည့်ကြည့်ပါဒီကောင်းတော့ဆရာအပြာလေးထားကြည့်ခြင်းနဲ့โอเคအဲ့တော့ဒီကောင်းလေးကိုလည်းဆရာအပြာလေးထားကြည့်ခြင်းနဲ့ outline အာ outline ကိုတော့ဒီအောင်ထားလိုက် outline ကိုတော့ဒီအောင်နေထားလိုက်ပြီးတော့ဒီလိုမျိုး fade ပုံစံမျိုးဖြစ်တဲ့ကောင်းလေးကျတော့ design လေးထားလိုက်တာပို့အဆင်ပြေမယ်လို့တော့ထင်တယ်ပေါ့နော် ရိုက်လက်တာပင်တော့ transform reflect ပင်ဇာဝါ flavor တကယ်ဆိုရင်ဟိုဘက်ဒီဘက်အဲ့ဒါကို copy ကူးလိုက်မယ်ပင်ဒီဘက်ဘေးလေးကိုဆွဲထားလိုက်မယ်ဗျာ okay အဲ့တော့ဒါလို style နေရမယ်အဲ့လို style နေရပြီဆိုရင်တော့ဆရာကတော့တခါတယ်ဒီဘက်တစ်ချမ်းကိုပဲအကုန်လုံးယူသွားလိုက်မယ်ဟိုဘက်ထဲကိုအဲ့တော့ကိုကထပ်ထူခြင်းသိရင်ထူလို့ရတယ်နော်အဲ့တော့ဒီကောင်လေးတွေဟိုဘက်ထဲကိုဆွဲထည့်မယ်ဒါကတော့ကိုပိုင်ကိုကြိုက်တဲ့ပတံပေါ်မျိုးဖန်တီးထားဖြစ်တဲ့အတွက် okay ဒီလိုမျိုးလေး နဲ့ကပ်မယ်။ Okay ရပြီ။ပြီးရင်ဆောင်းဝါ control A ပေါ်နဲ့အောင်းနဲ့အလဲညှိမယ်။ပြီးရင်တော့ regulator အဆောင်း control T control ချင်တဲ့ဘွားပေါ့နော်ဒီမှာတော့ control ချင်တဲ့ဘွားလေ control J control T regulator flip horizontal ဒီဘက်လေးကိုလှည့်မယ်ဗျာ။ okay ဗျာဒါဆိုတော့ကျွန်တော်တို့ style လေးရပြီ okay ရပြီဆိုရင်တော့ဒါ front back ပြီးသွားပြီ front back ပြီးသွားပြီဆိုရင်ဒါ front ပြီးသွားပြီ အဲပြီးရင်တော့ဆရာဘာလေးလာမလဲဆိုရင် back channel လေးလာပဲ back channel ကဆရာဒီမှာ back ပေါ့ okay ဒီမှာ back အဲ့တော့ back ကိုလည်းဆရာကအပေါ်က template လေးကိုဆရာက site chat ဆိုပြီးတော့ group ဖွဲ့လိုက်မယ်အဲ final frame ပါဆိုရင်ဆရာအပေါ်က site chat လေးကိုပြန်ဖွင့်ကြည့်လိုက်အဲ site chat ကို layer ဟိုးပေါ်ဆုံးကိုခုန်တင်လိုက် control shift လေးတောင်ကွန်ပိုင်နဲ့ခုန်တင်လိုက်ပြီးအပေါ်ကနေအုပ်ကြည့်လိုက်ဒီလို style ထွက်မှာထွက်လာတဲ့ style โอเคเนาะအဲ့တော့အခုအချိန်မှာတော့ဒီတိုင်းဂျင်းတော့လှအောင်ပေါ့အင်ဂျီပိုင်းထွက်လာတော့မှလှအောင်ဒါပေမဲ့ဆရာကအဲ့တော့ fortune နဲ့ပြရင်တော့တော်တော်လေးမိုက်တယ်ပေါ့နော်โอเคပြီးရင်တော့ဆရာကဒီမှာရှိနေတဲ့စိုက်ချက်လေးမျိုးလုံးခဏမိတ်မယ်ပြီးရင်ခုနကတော့ဆရာကစွဲခဲ့တဲ့ဒီအနောက်ကဒီ button ကိုဒီကောင်ဖြောက်လိုက်မယ်ဆရာဒီအောက်ကဒီအယောင်လေးရယ်ဒီအောက်က background ကို control ချင်နေပွားလိုက်မယ်ဒီ button တွေတစ်ခုလုံးဆရာဟိုဘက်ထဲကိုဆွဲထားလိုက်မယ်ဆရာဆွဲတဲ့ document ကတော့ဆရာ CMYK ပဲထားတယ်ပေါ့နော်โอเคပြီးသွားပြီဆိုရင်တော့ဆရာတို့ဒီမှာ logo တန့်တန့်မတက်ဘူးဆိုရင်တော့ဒါသားလေးရေးရေးပေါ့เนาะအဲ့တော့ ဒီဘက်ကပတံဝယ်ပြန်သုံးကျင်လဲရတယ်အဲ့တော့ဒီကောင်တော့ဆရာကဘလို့သုံးကျင်လဲဆိုရင်ဒီလိုမျိုးတောင်းအချွန်နဲ့သွားတဲ့ style မျိုးသဘောကျတယ်ဗောနော်အဲ့တော့ controller 8 e နဲ့ထပ်ပေါင်းမယ်အဲ့ဒါမပေါင်းရင်ဆိုတော့ထားလို့ထားထားလို့ရတယ်ပြီးရင်တော့အဲဆရာဒီကောင်လေးတွေကိုခဏဖြောက်လိုက်မယ်အနောက်မှာတော့ဆရာကနာမည်လေးထည့်ကြပုံများတယ်ဗောနော်အဲ့တော့ဆရာဒီမှာကတော့ဒီလို line နေရာလေးမှာဆရာ amazing ဆိုပြီးတော့ထည့်မယ်ဒါမဟုတ်ဆရာရဲ့ brand လုကိုမကရောစာသားလေးရှိမယ်အဲ့တော့ခိုင်းနော်ဒီမှာ amazing ဆိုတာလေးရှိမယ် okay ဗျာအဲ့တော့ဆရာဒီနားလေးကိုအလယ်လေးပဲတော့ညှိလိုက်မယ် okay ပြီးရင်တော့အောက်မှာတော့ design that define define you ဆိုပြီးဆရာရေးလိုက်မယ် okay ပြီးတော့အကောင်လုံးသေးလိုက်မယ် ပြီးတော့ဆရာ fragging အပားလေးပဲတုံးမယ် site ကိုဆရာ history လောက်ပဲထားလိုက်မယ်တည်တည်လေးပဲရှင်းလိုက်မယ်ပေါ့နော် okay ပြီးရင်တော့ဆရာရဲ့ brand color ဖြစ်တဲ့ဒီကောင်လေးယူမယ်အာဆရာတို့ဒီမှာဒါဒီကအစိမ်းလေးယူယူပေါ့နော် okay တောင်းတန်းတော့ဆရာအဝါနဲ့ဆွဲရအောင်အဝါနဲ့ဆွဲရအောင်အဝါထည့်လေးရတယ်ပြီးတော့မှဆရာပြန်ချင်းကြည့်လိုက်မယ်ပေါ့နော်အဝါနဲ့တစ်ခုထပ်ထုတ်လိုက်မယ် โอเคဒီကောင်းအောင်ဆရာအပြာလေးပဲတွားလိုက်မယ်ဗျာโอเคပြီးရင်တော့ဆရာတို့ဘာလေးလာမလဲဆိုရင်ဒီအောက်လေးမှာအာတချို့ကြာနာမည်ထည့်ကြတယ်ဗောနော်အဲ့တော့ဆရာဒီမှာတော့အာဂျာစီဆိုတော့ဆရာဘာဒီမှာ01 02ဆိုပြီးထည့်ကြတယ်အဲ့တော့ဆရာဒီမှာမင်းတို့နမူနာထည့်ပြမယ်ဗောနော်တကယ်တော့ဆရာမထည့်ချင်ဘူးအဲ့တော့ထည့်တော့ထည့်ပြပေးမယ်အဲ့တော့01ပြီးရင်ဆရာတို့ fragin phone လေးယူမယ်92လောက် ခင်โอเค those time ya ပြီးရင်ဆရာတို့ဘာလေးလုပ်မလဲဆိုရင်ဒီနားလေးကိုဆရာတို့နည်းနည်းလေးရှေ့လေးဆွဲလိုက်မယ်ပြီးရင်အလဲညှိလိုက်မယ်ခွာ control d ပြီးရင် layer အောက်ချလိုက်ပြီးရင် layer မတက်မယ် gradient တူလေးယူမယ် those time လေး โอเคဗျာပြီးွားရင်တော့ဆရာနားမှာစာသားလေးထည့်ပေါ့နော်စာသားလေးထည့်ဒါမှမဟုတ်ဆရာတို့မှာရှိရဲ့အနောက်ကဒီလိုပတ်တန်မျိုးလေးထည့်လို့ရတယ်ဒါစာသားလေးလည်းထည့်ထည့်ဒီတိုင်းဆိုရပါပြီโอเคပြီးရင်တော့ဆရာတို့နောက်မှာရှေ့လေးကိုပြန်ဖော်ခြင်းတယ်ဒါဆိုရင် control order shift e နဲ့ပေါင်းမယ်ပေါင်းပြီးတော့ဆိုရင် AI final ကိုသွားမယ် okay အဲ့တော့ပြီးရင်တော့ဆရာဘာလေးလို့မလဲဆိုရင်တော့ဒီမှာရှိရယ်ပန်ဒူလေးယူမယ်ဒီကနေပြီးတော့ဒီလိုလေးသွားမယ်โอเคအဲ့တော့ဆရာမဆက်တဆက်လေးသွားမယ်ဒီတော့မဆက်ဘူးဒီတော့လေးသွားမယ်ပြီးရင်သူ့ကိုဆရာတို့စတုတ်လေးထားမယ်ဗျာစတုတ်ကိုဆရာအဖြူလေးပဲထားမယ်55လောက်ပြီးတစ်ဖက်ချုံလေးထားလိုက် ပြီးရင်ဆရာတို့ပန်လို့လေးယူမယ်နောက်ထပ်ဒီနေရာနေဒီရတစ်ချက်သွားတဲ့ဟာလေးโอเคသူ့လည်းဆရာတို့ကစတိုးလေးထားမယ်15လောက်ထားမယ်အဲ့တော့15ဒါမှမဟုတ်လည်းဆရာတို့20လောက်ထားလိုက်မယ်ပြီးသူ့လည်းဆရာတို့တစ်ဖက်ခြုံလေးပဲထားမယ်โอเคပြီးပြီဆိုရင်ဆရာတို့ဗာလေးလုံးလဲဒီကောင်လေးကိုထပ်ပြီးအောင်ထူလို့ရအောင်ပဲအဲ့ဆရာ ါတော့ကိုစိတ်ကြိုက်ပါတော့ကိုကြိုက်တယ်လို့ဖန်တီးလို့ရတယ်အဲဒီဘက်နဲ့တိုးလိုက်မယ်မြားလေးနဲ့ဒီဘက်နဲ့တိုးလိုက်မယ်ဗျာโอเคပြပြီအဲ့ဒီကောင်လေးရပြီဆိုရင်တော့ဆရာတို့ကဒီနားလောက်မှာအမ်ထပ်ပြီးတော့တေးသေးလေးထားထားရင်ကောင်းမလားပေါ့နော်မထားတော့ပါဘူးဒီလောက်လေးပဲပြီးရင် control ဒီကောင်ကိုပန်တိုးယူမယ်ထပ်ပြီးတော့ဒီကနေပြီးဒီခေါက်တော့ဆရာဒီကနေသွားလိုက်မယ်လေယာဉ်နဲ့ညီကြီးလေးပေါ့နော်ဘတ်တာဟွာလေးနဲ့သွားဆွဲရင်တော့ပိုကောင်းတယ်ပေါ့နော် အလအလလဲဟွာပါလဲကျွန်တော်ဒီမှာရှိနေတဲ့កောင်းတဲ့ဒါမျိုးလေးပေါ့အဲအဲ့အောင်မှကျွန်တော်ကလှည့်လိုက်မယ်ကွာ regulator transform reflect flip horizontal ပြန် okay တချက်နေမယ် okay အဲ့အောင်မှဆရာကျွန်တော်လက်လှည့်ကြည့်လိုက်မယ်အဲ့ဒါမှမထူပါဘူးခုနဆွဲတဲ့အတိုင်းပဲပြန်ကောင်းပါပြန်လို့တော့အကောင်းပါတယ်နော်အဲ့တော့ okay အဲ့တော့ဆရာဒီမှာ တော်လေးဆွေးနွေးလိုက်ပါဗျာโอเคအဲ့တော့ဒီကောင်းတော့ဆရာက35 40လောက်ထားလိုက်မယ်ပြီးရင်သူ့ကိုလည်းဆရာတို့တစ်ဖက်ခြုံလေးပဲထားလိုက်မယ်โอเคပြီးရင်တော့ဒီကောင်းလေးအားလုံး shift ဖြီးပြီးဆက်လက်ပေး object ထဲက expand guy ပြီးရင်တော့ဆရာ down လေးနည်းနည်းဆွဲချလိုက်မယ်โอเคရပြီ ပြီးရင်ဒီကောင်လေးကိုဆရာတို့ခုနကသုံးခဲ့တဲ့ဘတန်လေးပဲယူပြီးတော့ဒီကရောင်လေးရယ်ပြီးရင်ဒီကအပြာရယ်ဒီကအပြာရယ်โอเคဒီကောင်လေးသုံးလို့ဆလပ်ပြီးဒီလိုသွားမယ်ဆရာ triangle မလို့ဆရာ triangle ယူပြီးဆွဲရအောင်နော်တော့ကိုကကိုကြိုက်တဲ့ကိုရဲ့ brand နဲ့ లై ဖတ်မဲ့ပတံမျိုးရှိတ်မျိုးရှာဆွဲပေါ့နော်။ Okay အဲ့တော့ဒီမှာဆရာတို့ကတတိယရပါပြီ။ Okay အဲ့တော့ဒီကောင်ဆရာနည်းနည်းလေး ရှေ့လိုက်မယ်ဗျာပြီးရင် control j control d regulator flat horizontal okay good တိ okay ပြီးသွားပြီဆိုရင်ဆရာဘာလေးကြံမလဲဆိုရင်လက်မောင်းလေးကြံမယ်အဲ့တော့ဒီမှာတော့ဘတ်ပြီးသွားပြီဘတ်ပြီးသွားပြီဆိုရင်တော့ဆရာတို့ဒီမှာ hand ပေါ့နော် okay အဲ့ဒီကတော့ side check တွေလိုပါတယ်အဲ့တော့ side check တွေကတော့ control g ပြီးသွားပြီဆိုရင်တော့ side check အဲ့တော့ side check တွေကတော့ဆရာကတော့ဒီ အဝယ်ထားရရှိရဲပြီးတော့ဆရာတပည့်ရရှာနေဆရာတပည့်ဒီဂျာဂျိုင်းဆွဲတဲ့သူရှိရဲပေါ့နော်သူကနေပြန်ပြီးတော့အာဆရာတုံးကြီးကြီးအစဉ်ပြေတယ်ဆရာအလုံးနေရရှိလာအောင်ဒါပေမဲ့ဆရာကုခဲမှာလည်းဒီလိုဆိုင်ချက်တွေကိုကိုယ်ကလိုက်ရှာပြီးတော့ပြန်ပြီးတော့ဒီအွန်လိုင်းပြန်ကောက်တာမျိုးတွေလည်းလုပ်ရတယ်ပေါ့နော်โอเคအဲ့တော့ဒီမှာတော့ဆရာလက်မောင်းကတော့တောင်းတန်ကတော့ဒီဘယ်မှာပတ်တန်လောက်ထည့်ပြီးတော့မှဆွဲကြတာများတယ်ဗောနော်အဲ့တော့ဒီမှာဆိုရင်လက်မောင်းပတ်တန်ဆိုရင်ရောင်းလက်မောင်းကခုနဒီအောက်ကပတ်တန်အတိုင်းပဲပြန်ယူယူပြီးသားပြီဆိုရင် โอเคဒီဘုံကြီးမပေါ့ဘူးပတ်တန်တိုင်းပဲပြန်ယူလိုက်ပေါ့ယူပြီးတော့ဆွဲတာပုံများတယ်ပေါ့နော်အဲတခြားကြတော့ဆရာတို့တကယ်ဂျာစီမှာဆိုရင်တော့ဆရာတို့ကဘလို့ကြာများလဲဆိုရင်ဆရာတို့မှာအလံလေးကကြတာမျိုးရှိရပေါ့နော်အလံလေးကကြတာမျိုးရှိရဲအဲ့တော့အဲ့လိုအလံလေးတယ်ထားလို့ရတယ်အဲ့တော့ဆရာကတော့အခုလောလောဆယ်ကတော့ဒီမှာရှိနေတယ်အာဘာလေးပဲထားမလဲဆိုရင်တော့ဘာမှတော့မထားချင်ဘူးအဲ့တော့ဒီမှာကတော့တခြားသော ဒီ style လေးကိုတိုင်းမယ်လုပ်ရင်ကောင်းမလားတခြားမို့တခြားပတ်တန်လေးထပ်ထည့်ရင်ကောင်းမလားအဲ့တော့ဒါကိုအစဉ်ပြေတို့လေးထပ်ပြီးတော့ try အောင်လုပ်ကြည့်လို့ရပါတယ်အဲ့တော့ဆရာဒီကပတ်တန်လေးထည့်ကြည့်ပါမယ် Okay ဒီလိုတော့မကြောက်ဘူးအဲ့တော့ design လေးပဲသွားပြီးတော့ဆရာတို့ဘာလေးလုပ်လိုက်မလဲဆိုရင်อืมဒီမှာရှိနေတဲ့နာမည်လေးမဟုတ်ရင်ဆရာတို့ကဒီမှာရှိရဲ့ logo လေးပဲ သွားလိုက်မယ်ဗျာโอเคအဲ့တော့ဒီកောင်ကဆယ်ပါအလဲလောက်လေးညှိလိုက်မင်းထွက်လာမယ်โอเคเนาะ